လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်မှပြောင်းလဲသွားတဲ့ဂိုပတ်ပုံစံနဲ့ဂိုပတ်ရဲ့အလုပ်လုပ်ပုံမတည်သေးတဲ့ brother တွေအတွက်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကိုဘပြောစရာလေးရှိပါတယ်ဗျကိုဘကအခုငလင်အတွက်လုံးဝအလှမခံပါဘူးနော်တူချင်တယ်ဆိုလို့ချင်တော့ brother တို့ဒီမက်ခိုင်နေဝင်တို့တခြားနာမည်ရှိတဲ့သူလေးတွေဒီမှာသွားပြီးတော့လူလို့ရပါတယ်ကိုဘရဲ့ပေးမှာစာလာပို့ပြီးတော့မှကိုဘရဲ့အလှခံလေးထည့်ချင်လို့ဆိုပြီးတော့လာပို့တဲ့သူတော်တော်များများလေးရှိလို့ဖြစ်ပါတယ်အဲကြောင့်မို့ကိုဘလည်းညှွန်ပေးတယ်အဲ့ဒီမက်ခိုင်နေဝင်စီမှာလူဖို့ပဲကိုဘလည်းမက်ခိုင်နေဝင်စီမှာပဲလူတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ရစိတ်ချရတဲ့ဒီပေးလေးတွေ တော့တေချာလေးတော့ရှာဖို့လိုအပ်တယ်နော်။သူ့ရဲ့ follower ကလက်ရှိမှာ9သိန်းကျော်ဖြစ်ပါတယ်။ဒါပေမဲ့သတိထားချက်လေးတစ်ခုရှိပါတယ်ဗျာ။ဒီ page အတူတူရလည်းအများကြီးထွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတေချာလေး page အစ်စ်ကိုလိုက်ရှာပြီးတော့လူဖို့ကိုလည်းကိုပေါ်အကြံပေးချင်ပါတယ်ဗျာ။ကိုပေါ်လည်းအဲ့ဒီလူဖို့ဆိုတော့တော်တော်လေးကိုလိုက်စုံစမ်းရတယ်ဗောနော်။ဘာလို့ဆို page တွေကအများကြီးပဲလိုက်ရိုက်ရှာလိုက်တဲ့အခါမှာဆိုလို့ချင်း page တူတော်တော်များတယ်။နောက်ဆုံးတော့ဒီ page follower 9သိန်းကျော်မှာပဲကိုပေါ်သွားတွေ့ပြီးတော့လူလိုက်ပါတယ်ဗျာ။လူပြီးတော့ပြီဆိုလို့ချင်းလည်းသူတို့က Viber နေတစ်စစ်ပို့ခိုင်းနေဗောနော်။အဲ့ကြမှာကိုယ့်ရဲ့နာမည်လေးပါလေးပေးတာ။ဒါပေမဲ့ကိုပေါ်ကတော့ဒီလူပြီးပြီဆိုပဲထားလိုက်တာကိုယ့်ရဲ့နာမည်ရောတော့မတောင်းနေ တယ်။ဘာလို့သူတို့ကလည်းလူတွေအယောက်ရမ်းများတဲ့အတွက်ကြောင့်မလို့ဘဒူဘဒူလူရာဆိုပြီးတော့မှဒီ line ပေါ်မှာပြန်ပြီးတော့မှဒီ font လေးတွေနဲ့ပြန်တင်ပေးတာဖြစ်တော့သူတို့လည်းအလုံးရှုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒါသူ့ရဲ့ page messenger နဲ့သွားလှုပ်ပြီးတော့ပဲကျွန်တော် screenshot လေးပို့ခဲ့ပေးတာဖြစ်ပါတယ်။အဲ့တော့ဒါကိုဘိုးကလူခံတဲ့ထင်နေမှာဆိုလို့ပြီးသွားရင်လည်းဒါ brother တို့ကိုဘိုးကဆာလာပို့နေလို့ရှင်ပို့ပြီးတော့မှအချိန်ကုန်တယ်ဒါသူ့စီမှာပဲတိုက်ရိုက်သွားလှုပ်လို့ရတယ်ဆိုတာပြောပြပေးတာဖြစ်ပါတယ်။ Okay အဲ့တော့ let's go brother ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ပြ။ โอเคပထမအောင်ဆုံးအနေနဲ့ဂိုးပတ်မှာဆိုလို့ချင်တော့ဒါစကင်လေးကိုတွင့်ပြရမှာဖြစ်ပါတယ်ဒါကတော့ဂိုးပတ်ဝယ်တဲ့သူတိုင်းပေးတဲ့စကင်လေးဖြစ်ပါတယ်တချို့ကလည်းအထင်နေမှာပြီးတော့မှဂိုးပတ်ကစကင်မလှဘူးမဝယ်တော့ဘူးဒီစကင်တော့မကြိုက်ဘူးဘာညာတိမ်းမောင်းလေးရဲ့အတွက်ဂိုးပတ်ကအဓိကကကျတော့ဒါစကင်မဟုတ်ပါဘူးဗျာဂိုးပတ်မှာဆိုလို့ချင်တော့ဒါ short စည်းတွေအများကြီးပေးထားတာကိုတွင့်ပြရမှာဖြစ်ပါတယ်ဒါတွေအကုန်လုံးကိုဂိုးပတ်တစ်ခုချင်းတီရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဒီလားဂိုးပတ်မှာပြောင်းလဲသွားတဲ့ပုံစံလေးကဆိုလို့ချင်တော့အရင်ကဆိုရင်တော့ Jory Training Boost ကိုဒီဂိုးပတ်ထဲမှာထည့်ပေးထားတာဖြစ်ပါတယ်အခုကလည်း COC က Training Time မရှိတော့ဘူးဆိုတော့ Training Time ကိုဖြုတ်ပြီး င်မှသူကဒီမှာဗားထည့်ပေးလိုက်ဆိုတော့ record time ဆိုပြီးတော့မှဒါထည့်ပေးတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ brother တို့က skin ရမယ်ပြီးတော့ကျွန်တော် one chain donation ရမယ်ပြီးတော့ဒီ record time လေးရမယ်ပေါ့နော် one chain donation ကတော့ကိုယ့်ရဲ့ကလန်ထဲမှာဒါလူတွေပေးတဲ့အခါမှာဒါ one chain လေးနဲ့ပေးလို့ရမှာဖြစ်ပါတယ်တော့ chain တစ်လုံးနဲ့လည်းပဲကုန်ပြီးတော့ bathroom ဆိုအမြန်ဆန်ပေးလို့ရမှာပဲဖြစ်ပါတယ်ဗျနောက်တစ်ခုဒီကလန် record time လေးကကြတော့ဘယ်မှာတုံးလဲဆိုလို့ရှိရင်တော့လူတောင်းတဲ့အခါမှာပို့ပြီးတော့မြန်ဆန်မှာဖြစ်ပါတယ်ပေါ့အခုဆိုကျွန်တော်10မိနစ်ကနေပြီးတော့မှဒီအားလေးတစ်ခုယူလိုက်မယ်ဆိုလို့ရှိရင်တော့9မိနစ်ပြောင်းသွားမှာဖြစ်ပါတယ်ကြာချိန်ကတော့အရင်ကဆိုရင်10မိနစ်ကြာတာဖြစ်ပြီးတော့မှဒီ ကိုဘက်ဝယ်ထားတဲ့သူရကြတော့9မိနစ်ပဲကြာတော့မှဖြစ်ပါတယ်ဒါပေမဲ့သူကကျတော့ဒီနောက်တင်မှာလည်းထပ်ပြီးတော့ထည့်ထားပြီးသေးတယ်ဒီနောက်မှာဆိုလို့ချင်းလည်းဒီကလန် record တိုင်းလေးတွေကိုအများကြီးထည့်ထားပြီးတယ်ဗျဒီကလန် record တိုင်းကိုဒီမှာလည်းတစ်ခုယူမယ်ပြီးတော့ဒီဘက်နောက်ဆုံးမှာနောက်ထပ်တစ်ခုထပ်ပြီးတော့ကျန်နေသေးတယ်ဗျအဲ့ဒါနေအကုန်လုံးယူလိုက်မယ်ဆိုလို့ချင်းတော့သူကကျတော့ဘယ်လောက်ထိရှော့ပေးတာလဲဆိုလို့ချင်းတော့ပုံမှန်ဆိုလို့ချင်းကိုဘက်မဝယ်တဲ့သူဟာကလန်ထဲကနေပြီးတော့လူတောင်းမယ်ဆိုရင်10မိနစ်ကြာအောင်စောင့်ရတာဖြစ်ပါတယ်ဒီမှာဆိုလို့ချင်းတော့ကိုဘက်ဝယ်ထားတဲ့သူတွေဟာကျတော့ဒီမှာ2မိနစ်ပဲစောင့်ရတာမှာဖြစ်ပါတယ်ဗျကိုဘက်တို့ကအပြင်မှာသွားတိုက်မယ်ဆိုလို့ချင်းတပွဲကို3မိနစ်ကြာတယ်တိုက်ပြီးတော့ပြန်လာပြီဆိုလို့ချင်းတော့ကလန်က တန်းပြီးတော့လူတောင်းလို့ရနေပဲဖြစ်ပါတယ်။ဘာလို့ဆိုတော့ तू ကကလန် record တိုင်းက2မိနစ်ပဲစောင့်ရတာဖြစ်ပါတယ်။ဒါကြတော့ goal ပဲဝယ်တဲ့သူတွေပဲရမှာဖြစ်ပါတယ်။အောက်က free ဆိုတဲ့ brother တွေကပုံမှန်တိုင်း10မိနစ်စောင့်ရမှာပဲဖြစ်ပါတယ်ဗျ။ဒီမှာနောက်တစ်ခုကြည့်မယ်ဆိုရင်တော့ reserve book လေးကိုတွေ့မြင်မှာဖြစ်ပါတယ်ဗျ။ဒီကောင်လေးကကြတော့ကိုယ့်ရဲ့ပေးမှာအလီစာတွေထုတ်တဲ့နေရာမှာ10%ပို့ပြီးတော့မှမြန်ဆန်မှာပဲဖြစ်ပါတယ်။ तू ကလည်းဒီလိုမှာပဲရှေ့မှာလည်း तू ထပ်ပြီးတော့မှထည့်ထားပေးတာဖြစ်ပါတယ်ဗျ။ goal ပဲဝယ်ဆိုတဲ့သူကတော့အဲ့လိုမျိုး reserve book တွေကိုလည်းမြန်မြန်ဆန်ဆန်နဲ့ရရှိမှာပဲဖြစ်ပါတယ်။ Okay ဒီကောင်ကကြောင်လဲဒါဒီပုံစံလေးပါ brother ဗေဒါဘူးဆိုတာကြောင့်လုံတမာလေးတွေပို့ပြီးတော့မှမြန်မယ်။ဒီမှာဆိုရင်10%ရမယ်။ ရှေ့မှာလည်းကျော်55%ရှိမယ်ပြီးတော့25%လည်းရှိမယ်ဗျာအဲ့ဒါတွေအကုန်လုံးရောက်သွားမယ်ဆိုလို့ရှိရင်တော့သူကတော့အချိန်လျှော့တာပို့ပြီးတော့မှမြန်သွားမှာဖြစ်ပါတယ်အလုပ်သမားတွေအလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့မှဒါရက်ချချင်းပို့ပြီးတော့ရောက်သွားမှာပဲဖြစ်ပါတယ်ဗျာ တော့ဂိုးပတ်ဝယ်လိုက်တာနဲ့တခါတည်းဓာကြီးတွေကိုခန်းစား권ရလားဆိုတော့တခါတည်းခန်းစား권လို့မရပါဘူးဒီမှာဆိုလို့ရှိရင်တော့ရှန်လန်တွေကိုလောက်ရအောင်မှာပဲဖြစ်ပါတယ်ဗျရှန်လန်တွေကဘလို့ပုံစံလေးဆိုလို့ချင်ဒီမှာဆိုလို့ရှိရင်လဲကလန်ဝါရှောက်ပွဲတိုက်ရမယ်လို့ပြီးတော့ဒီမှာကိုကဒီ donation ဘလောက်ပေးရမယ်လို့ dragon နဲ့ဒီ one star ပေါက်ခိုင်းတာတို့နိုင်ခိုင်းတာတို့ဒီလိုမျိုးဒီရှန်လန် mission လေးတွေကိုအများကြီးလောက်ရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးလေးလောက်မှာဒီအကောင်လေးရတဖြည်းဖြည်းနဲ့ point လေးတွေကတက်ပြီးဒီနောက်ဆုံးထိရမှာပဲဖြစ်ပါတယ်ဗျတချို့ကကျတော့ဂိုးပတ်ဝယ်သွားပြီးတော့ကိုပေါ့ရေကျွန်တော်တို့အလုံသမားတွေကလည်းတန်းမလျှော့ဘူးလို့ပြီးသွားရင်ကျွန်တော်တို့ DI က upgrade လုပ်လို့ ရှင်ပြောတော့ဂိုးဘက်ဝယ်လို့ရှင်ရှော့မယ်ဆိုပြီးတော့တမ်းမလျှော့တာဘာဖြစ်လို့လဲဆိုပြီးမေးတဲ့ brother လေးရဲ့အတွက်ကကြတော့ကိုယ့်ရဲ့ဘေးမှာအကုန်လုံး shell နဲ့လုပ်ပြီးသွားပြီဆိုလို့ရှင်ဘယ်ထိရောက်အောင်ဆော့ပေးရမှာလဲဆိုလို့ရှင်တော့ဒီမှာပေါ့တော့ detroit ဒီ20%ဆက် beta boost ကိုရောက်အောင်ဆော့ပေးမယ်ဆိုလို့ရှင်တော့ဒါပုံမှန်တိုင်းဂိုးဘက်ရဲ့အရသာကိုဒီအပြည့်အဝခန်းစားရမှာပဲဖြစ်ပါတယ် okay ကြောဒီမှာ shell ကိုဆက်ပြီးတော့ကြည့်ကြအောင်ဒီမှာဆိုရင် season ban ဖြစ်ပါတယ် season ban လေးကိုနှိမ့်လိုက်မယ်ဆိုလို့ရှင်တော့ဒီကောင်းရဲ့အလုံးလုံးပုံလေးကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်ဒီမှာဆိုရင် beta season ban ရဲ့ကျွန်တော်ဒီဘက်ချမ်းကဒီ home base season ban ရဲ့ဆိုပြီးတော့နှစ်ခုရှိပါတယ်ဒီ beta season ban ကဆိုလို့ရှင်တော့ဟိုဘက်ချမ်းလေးပေါ့ ပေါ့เนาะရေးတက်ရဲ့ဒါသူစီစဉ်ဘက်ဖြစ်ပါတယ်ဒီမှာကျတော့ home page မှာဆိုလို့ချင်းကျွန်တော်ဒီမှာတစ်ချက်ထောက်ကြည့်လိုက်မယ်ကျွန်တော်ဒီမှာ zona season ban လေးကိုယူလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလန်ထဲမှာဆိုရင်နောက်ထပ်10 million ဆက်မှာဖြစ်ပါတယ်ဗျပုံမှန်ဆိုရင်တော့ goal ဘက်မဝယ်တော့ဆိုလို့ရှင်တော့5 million ပဲဆက်မယ်ကျွန်တော်ကဒီတစ်ခုနမှာထပ်ပြီးတော့စားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တွေက10 million ဆက်သွားမယ်ဗျအဲ့လိုပဲ season ban ကတဖြည်းဖြည်းနဲ့ကျွန်တော်တွေဒီဘက်အများကြီးပေါ့เนาะဒီမှာလည်းတစ်ခုစားလို့ရမယ် season ban အကုန်လုံးကိုစားပြီးသွားပြီဆိုလို့ရှင်เนาะ तू က season ပြီးသွားလို့ရှင်ကိုယ့်ရဲ့ဒီ base မှာဒီ confirm သွားရတဲ့30 million ကိုပြန်ပြီးတော့ မှရရှိမှာပဲဖြစ်ပါတယ်ဗျကိုကချက်ချင်းရမှာမဟုတ်ဘူးနော်ဘရာသာစီစဉ်ကုံသွားမှရမှာဖြစ်ပါတယ်ကိုကဒီမှာအပြင်မှာသွားတိုက်ပြီးတော့ခိုးထားတဲ့ပတ်စံတွေအကုန်လုံးစုစုစုပြီးတော့မှစီစဉ်ရဲ့ဘန်တိုက်ကြီးပေါ့ပြောမယ်ဆိုရင်ဒီဘန်တိုက်ကြီးထဲမှာလာပြီးတော့တင်းထားပေးတယ်ကိုကစီစဉ်ပြီးသွားပြီဆိုတော့လေဒီဘန်တိုက်ကနေပြီးတော့မှ30မီလီယံတီတီကိုရရှိမှာဖြစ်ပါတယ်ဗျဒါကကျတော့စီစဉ်ဘန်ရဲ့အလုံးလုံးပုံတွေပဲဖြစ်ပါတယ်ဗျဒီဘက်ရှိမှာဆိုရင် patch potion ရှိမှာဗျ patch potion လေးကလည်းကျွန်တော် patch တွေ level တင်တဲ့ခါမှာ level ပို့ပြီးတော့မှဒီကြာချိန်လေးမြန်အောင်လို့ဆိုပြီးဒီကောင် boost လုပ်ပေးတာဖြစ်ပါတယ်ဒီကောင်လေးကကျတော့စာအုပ်လေးဖြစ်ပါတယ်ဒါကတော့ bullet fighting ဓာတ်ပုံလေးနဲ့ဆိုတော့ကျွန်တော် fighter တွေကို ဥမာလူတွေ upgrade လုပ်တဲ့နေရာမှာသုံးတဲ့ဟာလေးပဲဖြစ်ပါတယ်ဒါကတော့ power potion ဒီကောင်ကကျတော့ဒီကိုယ့်ရဲ့ဒီကောင်ကိုသုံးနိုင်မယ်ဆိုလို့ရှိရင်တော့တနာရီခန့်နဲ့သူကကျတော့ဒီကိုယ့်ရဲ့လူတွေအကုန်လုံး level match တနာရီတိတိဆော့လို့ရမှာဖြစ်ပါတယ် okay ဒီဘက်ရှိကတော့ဒါ clan capital အတွက်ဖြစ်ပါတယ် clan capital မှာအလုံးသမားမလို့ပဲနဲ့ခိုင်းလို့ရတဲ့ဟာလေးပဲဖြစ်ပါတယ် hero potion တို့ warrior တို့ကတော့တိမယ်လို့ထင်တယ် warrior ကကျတော့ဒါ warrior by upgrade လုပ်လို့ရှိရင်ဒါသူကအဲ့ဒါလေးကိုသုံးရတာဖြစ်ပါတယ်ဗျဒါ wall level မြင့်မြင့်တယ်လို့နော်ကိုဘတို့ဒီနောက်ဆုံး town level ဆက်ကုန်မှာဆိုလို့ရှိရင်တော့ water shown f4 ကိုဒီ warrior ရှစ်ခုပေးရတာဖြစ် ဖြစ်ပါတယ်တောင်း11နေနဲ့ brother lee ရာတစ်ခါတည်းဆိုရင်တစ်ခုနဲ့ပဲတင်လို့ရတာလေးလည်းရှိပါတယ် okay ဒါကတော့ကိုဘောရှိရဆွမ်းနာစားလိုက်တဲ့ဟာလေးပဲเนาะဒီဘာလဲ season back နောက်တစ်ခုရှိပါတယ် okay ဒါလေးပြီးသွားရင်တော့ဒါကတော့ goal တွေတစ်ခါလည်းပြည့်တဲ့ဟာလေးတွေရမယ် run of goal တို့ run of eliza တို့လည်းရရှိမှာဖြစ်ပါတယ် goal တွေတစ်ခါလည်းပြည့်တဲ့ဟာတွေ eliza တွေတစ်ခါလည်းပြည့်တဲ့ဟာတွေပြီးသွားရင်ကျွန်တော် kalan kapi တဲ့ goal ကိုလည်းရရှိမှာဖြစ်ပါတယ်ဒါလေးကတော့ beta version မှာတစ်ခါတည်း goal တွေပြည့်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ Okay ဒီမှာဆိုရင်20 20%ဘူးပေါ့နော်။ဒါကိုဘောစောနာပြောသလိုဒီ ठी ရောက်အောင်ကျွန်တော်တို့ကယူထားပြီးွားပြီဆိုလို့ရှိရင်တော့ဒီအလုံသမားတွေကဒီ GoPay ရဲ့အပြေးဝခံစားလို့ရပြီးတော့အလုံသမားတွေပို့ပြီးတော့မှကြာချိန်လေးတွေညော့သွားမှာဖြစ်ပါတယ်။ ါလီယာကျတော့အလီဇာဒီရေတက်ကအလီဇာတခါတည်းပြည်တာဖြစ်ပါတယ်။ Voros Spare ကျတော့ကျကိုယ့်ရဲ့ Spare တွေ Lightning Spare တို့ Healing Spare တို့ Race Spare တို့ Aggregate တွေနဲ့အခါမှာအချိန်စောင့်စရာမလိုဘဲနဲ့တခါတည်းပြီးအောင်လုပ်တဲ့ဟာလေးပဲဖြစ်ပါတယ်ဗျ။တော်တော်များများကဒီ Go Back ကြောင်းလည်းမတည်သေးသလို Magic Item တွေကိုလည်းနားမလည်လေးလေးတွေ့အများကြီးရှိတဲ့ကြောင်းမလို့ကိုဘောပြန်ပြီးတော့မှပြောပြပေးတာဖြစ်ပါတယ်။ဒီကောင်လည်းစွမ်းနာဟာလေးပေါ့နော် Season Ban ပေါ့။ဒီဟာလေးတွေအကုန်လုံးစားလိုက်မယ်ဆိုရင် Season ပြီးသွားရင်30မီလီယံပြန်ရမှာဖြစ်ပါတယ်။ဒီကောင်ကကျတော့အနက်ရေတခါတည်းပြည်တဲ့ Magic Item လေးဖြစ်ပါတယ်။ဒါကတော့ Beta Potion Beta Potion ကကျတော့ကိုယ့်ရဲ့အလုံသမားတွေကိုပို့ပြီးတော့မြန်အောင်လုပ်တာ ဖြစ်ပါတယ်ကိုခိုင်းနာပြီဆိုလို့ရှိရင်တော့တနာယီကို तू ကဆယ်စားနဲ့ပြီးမှဖြစ်ပါတယ်ဖိုးတော့ဟီးရိုကကြတော့ तू ကဒီလိုမျိုးဟီးရိုပုံစံလေးပေါ့ crown ပုံစံပုံလေးနဲ့ကကြတော့ဒီကောင်ဟီးရိုတွေကို upgrade လုပ်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်ကိုကဟီးရိုကို upgrade လုပ်ထားမယ်ဆိုလို့ရှိရင်တော့အချိန်စောင့်စရာမလိုဘဲနဲ့ဒီစာအုပ်လေးကိုသုံးပြီးတော့ပြီးလို့ရမှာဖြစ်ပါတယ်မတိတော့ဒူလို့ညားနေတော့ဒါကတော့ကလန်ကပီတဲ့ coin လေးဖြစ်ပါတယ်လေတက်မှာသုံးတာဖြစ်ပါတယ်လေတက်မှာဆိုလို့ရှိရင်တော့ကိုရဲ့ bait တွေပို့ပြီးတော့မြင့်ဝအောင်ပို့ပြီးတော့ level မြင့်အောင်အဲ့ကောင်နဲ့ upgrade လုပ်တာဖြစ်ပါတယ်နော်ဒါလေတက်အကြောင်းလေးကိုလည်းကိုပေါ့ တီးတန့်လေးရှင်းပြပေးအောင်ပဲမနားမလဲတဲ့သူတွေအများကြီးရှိတယ်ကလန်ကပီတယ်လို့ပြောရင်တော့မသိတဲ့ brother လေးတွေရှိသေးတယ်ဗျအဲ့တော့ကိုဘောနားလဲလွယ်အောင်လေတက်လို့ပြောတာဖြစ်ပါတယ်လေတက်ရှိမယ်ရေတက်ရှိမယ်ကြော်ဒီမှာကုန်းတက်ပေါ့ကြော်ဒီဘက်ကကြတော့ဒီ main page ရေကြောက်ကုန်းတက်လို့ပဲခေါ်လိုက်မယ်အဲ့တော့ရေတက်ဆိုလို့ရှိရင်ပေတာဘေးကိုပြောတာလေတက်ဆိုရင်ကလန်ကပီတယ်ကိုပြောတာ home page ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ဒီမြေတက်ပဲပြောရမှာပေါ့နော်ဒီပေးရတာလူတိုင်းသိပါတယ်အဲ့ဒါတော့ခေါ်စရာတော့မလိုဘူးထင်ပါတယ် okay ဒီမှာဆိုရင်တော့ border vein နေရှိမယ်ဗျ border vein ကကြတော့အဆောက်အဦးတွေကို upgrade လုပ်ထားတဲ့နေရာမှာတခါတဲ့အချိန်ဆောင် ောက်စရာမလိုဘဲနဲ့တခါတည်းပြီးတဲ့ဟာလေးပဲဖြစ်ပါတယ်ဗျအဲ့ဒါလေးကိုသုံးမယ်ဆိုလို့ရှင်တော့ကိုဘက်ဝယ်တဲ့သူကတော့ဒီအပေါ်အဟာတွေအကုန်လုံးရရှိမှာဖြစ်ပါတယ်ဗျတချို့ brother တွေကျတော့ကိုဘက်မှာ skin ကိုကြည့်ပြီးတော့ဝယ်တဲ့ brother တွေတော့ကိုဘောပြောချင်တာလေးဖြစ်ပါတယ်ကိုဘောကကျတော့ဒီကိုယ့်ရဲ့ base ကို level အမြင်ရအောင်စောင့်နေတဲ့သူဖြစ်တဲ့တို့ကြောင့်လို့ကျွန်တော် skin ကိုကြည့်ပြီးတော့မှဝယ်တာမဟုတ်အဲ့ဒါကဟုတ် creator မလုပ်ခင်ကိုဘော player ပေါ်ဝါတွေကအဲ့လိုပါပဲကိုဘက်မှာဆိုလို့ရှင်အကျိုးခံစားခွင့်တွေကအများကြီးရတာပဲဖြစ်ပါတယ်ဒီမှာဆိုပထမအဆုံးအနေနဲ့မှာ20%ပေါ့နော်ဒီ beta boost ကိုလည်း20%ရမယ်ပြီးတော့ရင်ကလန်ကပ်ပြီးတဲ့ coin တွေကိုလည်းကျွန်တော်အလုံသမားတရ ယောက်မလိုဘဲနဲ့ကိုယ့်ကို crash လုပ်လို့ရမယ်ပြီးွားရင်ဝမ်းကျက် donation ရမယ်ပြီးွားရင် resort ပူရမယ်ကိုယ့်ရဲ့ဘေးမှာဆိုလို့ရှိရင်တော့ဒါအမြန်ဆုံးနဲ့ပတ်စံနေရထွက်နေပါတော့သူများကိုပတ်မဝယ်တဲ့သူတဲ့ဆိုင်ကိုယ့်ရဲ့ဘေးကပို့ပြီးတော့မှပတ်စံထွက်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုအလီစာလေးကိုလေးနှိပ်ပြီးတော့စားလိုက်ပြီဆိုရင်ပတ်စံမြန်မြန်ပြည့်သွားတဲ့သဘောမျိုးပေါ့ဗျာပြီးွားလို့ရှိရင်ဒါ magic item တွေ magic item ဆိုလို့ရှိရင် board of fighting ရမယ် board of spare ရမယ် board of vading board of hero တော်တော်များများကိုဒီထဲမှာထည့်ပေးထားတာဖြစ်ပါတယ်ဗျာအဲ့တော့ကိုပတ်ကကြတော့ဒီ skin တကောင်ဝယ်မယ်ဆိုလို့ရှိရင်ဒါ9.9ဒေါ်လာကျမှာဖြစ်ပါ ပါတယ်။ကိုဘောက်ဝယ်လို့ရှိရင်6.99ပဲကြာမှာ။အဲ့တော့ကိုဘောက်တို့ကဒီ6.99ထဲမှာဟိုပါဒီလိုမျိုးစကင်တကောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဘောက်တို့ကဂိုးဘက်ကဘလို့ပဲဖြစ်ဖြစ်တန်တယ်လို့ကိုဘောက်ပြောတာဖြစ်ပါတယ်။အဲ့တော့ဟီးရိုးတကောင်အပြင်မှာဝယ်တော့မှဒေါ်လာ10လောက်ပေးရမှာ။ဒီမှာကကျွန်တော်တို့ဒီဂိုးဘက်ရဲ့အရသာအကုန်လုံးကိုလည်းအကျိုးခံစားခွင့်ရတယ်။အဲ့အပြင်မှာဟို ဟီးရိုးစကင်တကောင်လည်းရသေးတဲ့အပြင်ကိုဈေးကလည်း6.99ဆိုတော့တော်တော်လေးတန်တဲ့ထက်မှပါသွားပြီဗျအဲ့တော့ကိုပွန်ကတော့ဒီစကင်တွေကိုအများကြီးဝယ်ဖို့မတိုက်တွန်းဘူးဘာလို့လဲဆိုတော့ဂိုးပက်လေးတော့ပုံမှန်ဝယ်ပြီးတော့စောတင်တယ်စကင်တွေဝယ်တာကတော့ဒီအလှအကျိုက်တဲ့သူတွေတော့ပဲပေါ့ဗျာကိုယ့်ရဲ့ဘေးကိုအလှကျိုက်တယ်အလှထားခြင်းနဲ့ဘရာသားတွေတော့စကင်ဝယ်တာတော့ဟုတ်ပါတယ်ဒါပေမဲ့တချို့သိမ်းပုံတွေကကျတော့ကိုယ့်ရဲ့ဘေးကိုစကင်တွေကအဲ့လောက်အရင်အရင်မကြည့်ဘူးဆိုတော့တီထားပြီးတော့မှပြီးတော့ဂိုးပက်လေးကိုပုံမှန်ဝယ်ထည့်ပြီးတော့စောမယ်ဆိုရင်တော့အခုဒီလိုမျိုး training time မရှိတော့တဲ့ပုံစံမျိုးဆိုရင်တော့အောက်မှာဖြစ်ဖို့ကတိတ်မကြပါဘူးဗျတောင်း11နဲ့ဘရာသား သားလေးတွေဘာမှမပူနဲ့ကိုစော့ရင်စော့နိုင်တယ်လို့ရတော့မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ training time မရှိသလိုကြိုက်တယ်ကြိုက်တယ်လို့ခိုးလို့ရမယ်ပြီးတော့ကျွန်တော် wall တွေကိုအမြန်ဆန်လေးအပ်လို့ရမယ်ဒီအလုပ်သမားတွေအတွက်ကိုလည်းအချိန်တွေကိုပို့ပြီးတော့မှ short ထားပေးတာဖြစ်ပါတယ်အခုလာထဲမှာဆိုရင်တော်တော်များများကိုသူတို့တွေအချိန်တွေကို short ချပေးထားတာဖြစ်ပါတယ်အဲ့ပြုံမောက် go back go ကဝယ်ဆော်ထားပြီဆိုလို့ရှိရင်တော့ကိုလုံသမားတွေကြာချိန်တွေကလည်းပို့ပြီးတော့မှမြန်မယ်ပြီးတော့ကျွန်တော် wall တွေပါတယ် aggregate လုပ်တဲ့နေရာမှာလည်း go back ဝယ်တဲ့သူကလည်းပို့ပြီးတော့မှဒါပတ်စံမကုံတော့ဘူးပေါ့ဗျာတော်တော်လေးတက်တာမှာဖြစ်ပါတယ်အဲ့တော့ training time လည်းမရှိတော့ဘူး go back ကလည်းဝယ်ထားမယ်ဆိုလို့ရှိရင်တော့ဝ ဟောကတော့တော်တော်လေးမက်ဖို့ဟာမြန်သွားမှာဖြစ်ပါတယ်ဗျ။ Okay အဲ့ဒါဆိုကိုဘောကညီကုန်းရှုံနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုဘက်ကကြတော့တခါလဲဝယ်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးနောက်ဆုံးထိတခါတဲ့ level match ဒီလိုမျိုးရောက်သွားမှာမဟုတ်ဘူး။ shell point လေးတွေကိုသူတို့ကတစ်ပတ်တခါလာတယ်။အဲ့ဒါလေးတို့ mission ဖြစ်မှသာလဲကိုဘက်ကနောက်ဆုံးထိရမှာဖြစ်ပါတယ်နော်။ season ပြီးသွားရင်တော့ကိုယ့်ကိုပုံမှန်လေးဆော့နေမယ်ဆိုလို့ရှိရင်တော့ season ပြီးကနေဆိုရင်ဒီကိုဘက်ကနောက်ဆုံးဘာလို့မဆိုရောက်ပါတယ်ဗျ။နောက်တစ်ခုကကြတော့ကိုဘက်ကိုဝယ်မယ်ဆိုလို့ရှိရင် skin ကိုကြည့်ပြီးတော့မှမဝယ်ပါနဲ့။ skin ကဒါကိုဘက်ကပေးတဲ့ free လို့ပဲပြောရမှာပါနော်။ကိုဘက်ကဝယ်လို့ရှိရင်ကျတော့ free skin တစ်ကောင်ပေး တယ်လို့ပဲကျွန်တော်တို့တော်ထွားမှာဖြစ်ပါတယ်။ဘာလို့ဆိုဂိုးပတ်တယ်မှာဆိုရင်တခြားခံစားခွင့်တွေလည်းအများကြီးရတယ်။အဲ့ဒီမှာကိုဒီလိုမျိုး skin တကောင်ထည့်ရတာကကျွန်တော်တို့အတွက် free ပါ။ Okay အဲ့ဆိုတော့ကျွန်တော်ဒီနေ့ video လည်းဒီလောက်ပါပဲ။ကိုဘွေးရဲ့ video လေးကိုကြည့်ပြီးတော့မှဂိုးပတ်အကြောင်းလေးကိုလည်းအများကြီးနားလည်လင်ပေးလို့တော့ထင်ပါလေကြ။ကိုဘွေးဝယ်ခြင်းနဲ့ brother လေးတွေကကိုဘွေးရဲ့ Viber Telegram ဒီမှာရေးထားပေးပါတယ်။အဲ့ဒီအနေနဲ့ဆက်သွယ်ပြီးတော့ကျွန်တော်စီမှာလာဝယ်လို့ရပါတယ်ဗျ။အားလုံးပဲပတ်ပိုင်ပါ။ကျွန်တော်ရဲ့နောက် video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်။